အဝင်ကဆက်ထုတ်ပေးဖို့ရတဲ့ဆရာနာဒတ်သူကိုယေရှုနာမအားဖြင့်ဟောပေးပါ၏အလုံးမဲ့မင်္ဂလာပါလို့ကျွန်တော်ခေါ်ဖိတ်ပြီးရဆရာတော်ဇီယာနဲ့အတူဒီမှာရှိတဲ့အသင်သူတင်သားအားလုံးကိုကျေးဇူးတင်ကြောင်းဥစွာဖော်ပြလိုပါတယ်အခုလိုမျိုးကျွန်တော်ခေါ်ဖိတ်တဲ့အခါပိုးပြီးကျေနပ်ပီတိဖြစ်ရပါတယ်လို့ အဲကျွန်တော်တို့ဒီနေ့ပေါ့ကျွန်တော်ကလူငယ်တွေနဲ့တွေ့တာများတယ်ဆိုတော့လူငယ်တွေကိုအမြဲတမ်းပြောပြတဲ့စကားတခုရှိတယ်အဲ့ဒါပါလဲဆိုတော့လူဟာမိမိဘယ်ကလာမှန်းမသိရင်ဘယ်ကိုသွားရမယ်မှန်းမသိဘူးတဲ့အာဒီစကားက သခင်ယေရှုဥဆုံးပြုတ်ခဲ့တာအရှင်ယောဟန်အခန်းကြီး၄အခန်းကြီး၈အငယ်၁၄မှာငါသည်အဘယ်အရက်ကလာသည်ကို၎င်းအဘယ်အရက်သို့သွားသည်ကို၎င်းငါသည်ပြောတာပေါ့ဒါကြောင့်လဲဒီပြင်သစ်တတနိကပညာရှင်ကြီးဒေကတ်စ်က I think therefore I am ဆိုကျွန်တော်ဒီနေ့ပေါ့ who we are ျွန်တော်တို့ကဘယ်သူတွေလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့အနည်းငယ်လေးဝေမျှခြင်းပါတယ်အာဘာကြောင့်လဲဆိုတော့ကျွန်တော်ကငငယ်ကအတန်းကြောင်းတက်တုံးကအဲ့ဒီသိပ်ပံတို့တင်ချာတို့မှာအရန်အားနေတယ်သို့သောကျွန်တော်ပြောတာတခုကသမိုင်းစဉ်ရတာသိပ်ပြောတယ်သမိုင်းအကြောင်းအရာတွေ ခုနှစ်တည်းကြေရာမှတ်ရတာကိုကျွန်တော်အင်မတန်ပြောတာစိတ်ဝင်စားတယ်ဆိုတော့အခုကျန်းစာကြောင်းတဲတော့လဲဣသရီလာသမိုင်းကြောင်းကိုသင်ရတာကျွန်တော်သိပြောတာအဲလူနာမယ်ရီမှတ်ရတာအကြောင်းအရာဖြစ်ပျက်ဒီအခုနှစ်တည်းရောအဲ့လိုမှတ်ရတာပြောတယ်ကြေရတာသို့တော့ကျွန်တော်မပြောတာတခုက တမချန်းစာ66ကျမ်းလုံးကိုဖတ်ရင်ဟေပြဲလူဣတရေလလူယူဒလူပါတယ်ကျွန်တော်တို့ကကြတော့တပါအမျိုးသားလို့ခေါ်တယ်ဆိုတော့ဟေပြဲလူဣတရေလလူယူဒလူသူတို့ကိုလေးစားတယ်အားကြတယ်အတူယူစရာတွေရှိတယ် ကျွန်တော်တို့ကကျတော့တပားမျိုးသားဆိုတော့စိတ်ထဲမှာသိငဲတယ်ဆိုတော့ကျွန်တော်ကပြန်ပြီးတော့အဲ့ဒီစကလုံးတွေကိုလိလာတယ်လိလာတဲ့အခါကျတော့ကျွန်တော်ထင်သလိုမဟုတ်နေဘူးဆိုပြန်လိလာရင်းနဲ့ဘာတွေ့တယ်လဲဆိုတော့ဟီရဲလူတိုင်းကဣသရေလလူမဟုတ်ဘူး ဣသရေလလူတိုင်းကလည်းယူဒလူမဟုတ်ဘူးဟောဆိုတော့ဟေဘဲလူဆိုတာဘာလဲပေါ့အဲကျွန်တော်အဲ့မှာဆက်ပြီးတော့လေ့လာဟေဘဲဆိုတဲ့စကားလုံးကိုကပောင်းချန်ခန်းကြီး74အငယ်73မှာဥဆုံးပေါ်ပြတယ်အဲ့ဒါကလောတာတို့မိသားစုကိုဖမ်းခေါ်သွားတဲ့အခါမှာ လောတာရဲ့ကြုံလေးတစ်ယောက်ကလွတ်လာပြီးတော့အာဗြဟံကိုလာပြောတာအဲ့လိုပြောတော့အခါမှာအာဗြဟံကိုဘယ်လိုခေါ်သလဲဆိုတော့ဟီဘရဲလူလို့ခေါ်တာအဲ့ဒါကကပောက်ချမ်းခန်းကြီး14ငယ်73မှာစတွေ့ရတယ်ထူပြီးမှလွတ်၍ပြေးသောသူတစ်ယောက်သည်ဟီဘရဲလူအာဗြနှင့်ပိဿဟယဖွဲ့သောသူအေရှကောလာနှင့်အာနေရာဤအကို အာမောရိလူမန်ရေဤတပိတ်တော်နာမှာ နေသောအာဗြဟံသို့ရောက်၍သတင်းကြားပြောလေ၏ဆိုကျွန်တော်အဲ့ဒါဖတ်တော့အာဗြဟံကိုဘာလို့ဟေဘရဲလူလို့ခေါ်တာလဲတကယ်တော့ဟေဘရဲဆိုတဲ့စကားလုံးက ethnic label မဟုတ်ပါဘူးတိုင်းရင်းသားအမှတ်အစားမဟုတ်ဟေဘရဲဆိုတဲ့စကားလုံးက covenant identity ဖြစ်ပါတယ်။ပဋိညာအထောက်အထားတစ်ခုဖြစ်ပါတယ်။ဟေဘရဲကိုမူရင်းအဟေဘရဲလို့မှာ every ပေါ့။ every ဆိုတာကမူရင်း eva ဆိုတဲ့စကားလုံးကနေလာတယ်။အဲ့ဒီအတိတ်ဘက် to cross to pass over beyond သတိဖြင့်အတိပဲရတယ်ဆိုလိုတာက အာဗြဟံကဥရကနေပြီးတော့သူတို့တေရာအဖေနဲ့မိသားစုက ဟာရန်မြို့ကိုသွားဟာရန်မြို့မှာဖခင်ရဲ့ခေါ်ဆောင်ကိုကြားအဲ့ဒီကမှဒီခါနန်ပြည်ဂတိတော်ရာပြည်ကိုလာတယ်ဆိုလိုတာမက်ဆိုပိုတေးမီးယားနေခါနန်ပြည်ကိုလာတယ်မြစ်ကြီးတစ်ဖက်ကို ဖြတ်လာရတယ် ယူဖရီတီမြစ်ကြီးကိုဖျက်လာရတယ်။နောက်တော့ဂျော်ဒန်မြစ်ကိုဖျက်လာတယ်။ဒါကြောင့်မြစ်တစ်ဖက်ကလာတဲ့လူတွေဖျက်ကျော်လာတဲ့လူတွေဒီအထိပဲဗျ။ဒါကအာ physical crossing ပေါ့။သူတကယ်အာဘရန်တို့တကယ်ဖျက်လာခဲ့တာ။သို့သော် spiritual crossing မှာကြတော့အာဘရန်ဟံကသူတို့ကိုးကွယ်နေတဲ့ယုတ်တုစင်းတူတွေ နတ်ဖရာတွေကိုခြံထားခဲ့ပြီးတော့ real god ဆိုတဲ့ဖရာအစ်စ်ဖရာအမှန်စီကို ဖြတ်သန်းကူးပြောင်းလာခဲ့တာ။အော်ခရစ်တန်တိလိုက်တယ်။ယုတ်တုစင်တုကိုးကွယ်ရာကနေဖရာအစ်စ်ကိုစစ်မှန်သောဖရာကို ကိုးကွယ်တဲ့သူဒါကိုအာဗြဟံလို့အော်ဟေဘရဲလို့ခေါ်တာပေါ့။ဟဲ့ဒါနဲ့အဲဆိုတော့ ါဟေဗျစလုံးပေါ့ဒုတိယတစ်ခုဣသရေလလူဆိုတာဘာလဲပေါ့ဆက်စင်းစားတော့ဣသရေလဆိုတဲ့စကားလုံးကိုကပ္ပဦးကျမ်းခန်းကြီး32အငယ်28မှာယာကုတ်ကိုခေါ်တာပဲယာကုတ်ကဖျားသခင်ရဲ့ကောင်းငင်တမန်နဲ့နှစ်ပတ်လုံးနှစ်ပတ်လုံးလုံးတော့ကောင်းငင်တမန်ကရှုံးတဲ့အခါကျတော့ယာကုတ်ကို ရာကုန်လို့ဆက်ပြီးတော့မခေါ်ရဘူး။ Ithrila လို့ခေါ်ရမယ်ပေါ့။ Hebrew လို့ဆို Yakov Yakov ကနေပြီးတော့ Israel လို့ပြောင်းခေါ်တာ။ Yakov ဆိုတဲ့အတိတ်ပဲက deceiver ဗျာ။လှည့်ပြားတဲ့သူ Yakov ဆိုတာသူတာဦးအရာကိုပယ်ဟင်းနဲ့လှည့်ပြားပြီးယူတယ်ပေါ့။သူပြပေ Israel Ithrila ဆိုတဲ့အတိတ်ပဲက struggle with god ဖယားနဲ့နှစ်ပန်းလုံးကဖယားနဲ့အတူတူရုန်းကန်ပြီးတော့သွားတယ်အတိပဲဘာသူကိုခေါ်တာလဲဆိုတော့ယာကုပ်ကိုခေါ်တာပေါ့နော်အာဗြဟံရဲ့မြေယာကုပ်ရဲ့မျိုးဆက်သူယာကုပ်သား12ယောက်ရှိတာကိုဒါကိုဣသရေလလူမျိုးဖြစ်သွားတာပေါ့ဒါဘယ်သူတွေလဲဆိုတော့ ရူဘင်ရှိမောင်လေဝီယူဒာဣသခာဇာဘူးလုံယောသတ်အမ်ဘေယာမိန်ဒန်နတလီဂတ်အာရှာပေါ့သူတို့ကနေဆင်းသက်လာတဲ့မျိုးဆက်အားလုံးကဒါဣသရီလာလူမျိုးဆိုဣသရီလာကအာစိတ်ဝင်စားဖို့ကောင်းတယ် BC 931မှာရှောလုံးမင်းကြီးတည်တော့ဣသရီလာနိုင်ငံကြီးကနှစ်ချမ်းကွဲသွားတယ် တောင်ပိုင်းဣသရီလကိုသူ့ရဲ့သားရောပေါင်ကနေအုပ်ချုပ်မင်းလုပ်ပြီးတော့မြောက်ပိုင်းဣသရီလကိုကြတော့ရေရောပေါင်ကနေပြီးတော့အုပ်ချုပ်တယ်မြောက်ပိုင်းဣသရီလကမျိုး10မျိုးပါသွားတယ်အဲ့ဒီလူမျိုးကအင်းနတ်နတ်ကိုကိုယ်အဲ့ဒီ10မျိုးကအာ ဖះမနစ်သက်ပါဘူးဆိုရက်ဖះကိုပြစ်ပယ်ပြီးတော့အခြားတစ်ပါးသောဖះတွေကိုကိုးကွယ်တယ်ဒါကို prophet elisha prophet amok prophet hoshi ဒီသုံးယောက်ကအတိတ်ကထားပြီးတော့နောင်တရဖို့ပြောဒါပေမဲ့သူတို့ဒီရုပ်တုစင်တုကိုမစွန့်လွတ်နိုင်ဘူးဒါကြောင့် BC 922မှာ အာရှူရီအင်ပါယာကဣသရီလနိုင်ငံကြီးကိုသိမ်းလိုက်တယ်။ဒီအကြောင်းအရာကိုဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး7ခေါ်အငယ်6ကနေခုနှစ်မှာဘယ်လိုရေးသလဲဆိုတော့ဟောရှိနန်းဆန်9နှစ်တွင်အာရှူရီရှင်ဘီရင်သည်ရှမာရိမြို့ကိုရပ်ပြီးလျှင်ဣသရီလအမျိုးကို အာရှူရီပြည်သို့သိမ်းသွား၍ဂောဇန်မြစ်နာဟာလာမြို့ဟာဘော်မြို့အစရှိသော မေဒီနိုင်ငံမြို့ရွာတို့၌ထား၏ အကြောင်းမူကားအေဂုတုပိနှင့်အေဂုတုဖာရောဘုရင်လက်ထက်ကကယ်နှုတ်တော်မူသောမိမိတို့ဖျားသခင်ထာဝရဘုရားကိုဣတရီလာအမျိုးသားတို့သည် ပြစ်မှား၍အခြားတစ်ပါးသောဘုရားတို့ကိုယုံကြည်ကြ၏ဣတရီလာလူမျိုးသောရဖျားကိုပြစ်မှားပြီးတော့အခြားတစ်ပါးသောဖျားကိုယူသည်တဲ့အတွက်ကြောင့်သူတို့ဟာ လူမျိုးပျောက်သွားတယ် loss of the tribe is israel ဆယ်လူမျိုးဟာ israel နိုင်ငံကိုဘယ်သောအခါမှပြန်လာခွင့်မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပါစင်ချင်းစရာရှိတယ်ကျန်းစာကိုဖတ်လို့ရှင်ကျွန်တော်ကဘာတွေ့လဲ cost and effect ဒါကြောင့်ဒါဖြစ်တာဆိုတော့ကိုမြင်ရတယ်ဖျားကိုဆွန့်လွတ်တယ်အခြားတစ်ပါးသောဖျားကိုကူးကွယ်တယ်လူမျိုးပြောက်သွားတယ်ဆိုလိုတာ ကျွန်တော်တို့အသက်တာမှာဒီကလေးကျွန်တော်တို့ပတ်ဝန်းကျင်မှာကြာရတယ်ငွေဟာဒုတိယဖရားပဲဆိုတာမျိုးကျွန်တော်နားလည်ထားတာငွေဟာဘယ်တော့ကမှဖရားမဖြစ်တယ်လို့ဘယ်တော့မှလည်းဖရားဖြစ်လာမှာမဟုတ်ဘူးပေါ့ငွေဟာဖန်ဆင်းခံပေါ့ဆိုတာမျိုးပေါ့အဲ့ဒီအဲစကလုံးမျိုးကို ကျွန်တော်ပတ်ဝန်းကျင်မှာကြာရဆိုတော့ဒီလိုခက်ခဲတဲ့ကာလကျွန်တော်တို့ အင်မတန်ပဲရုံးကန်ရတယ်အဲ့ဒီလို ရုံးကန်ရင်းနဲ့မွေဟာကျွန်တော်တို့ရဲ့ဦးစားပေးအရာမှာဖြစ်သွားတတ်တယ်ပေါ့ယုံကြည်သူစက်တာမှာဖယားကလွဲပြီးဘယ်အရာမှပထမနေရာ ထားလို့မရဘူးဆိုရက် cost and effect လေးကိုစင်ကြရတယ်ဖယားက အင်မတန်ပဲ jealous ကြီးတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မြောက်ပိုင်းဣသရေလပျောက်သွားပြီးတော့တောင်ပိုင်းယူဒပြည်ပဲကျန်တော့တယ်ဒါကို the kingdom of judah အဲ့ဒီမြို့တော်ကဂျေရုရှလင်ရှိတယ်ဗိမာန်တော်ကြီးရှိတယ်ယူဒပြည်ကိုကြတော့ဒါဝိတ်ညံ့နာနဲ့ဆက်ပြီးတော့ဘုရားသခင်ကထားတယ်ဓမ္မရာဇဝင်စတုထဆောင်ခန်းကြီးခန်းကြီး၈အခန်းငယ် 16မှာဘယ်လိုဖော်ပြတယ်လဲဆိုတော့တွေ့ရတယ်။ထာဝရဘုရားသည်ဒါဝိဒ်အစရှိသောသားမြေတို့၏မိခွက်ကို အစင်ထုံးလင်းစေမည်ဟုဂတိတော်ရှိသောကြောင့်ဒါဝိဒ်၏မျက်နှာကို ထောက်၍ယူဒပြည်ကိုမဖျက်ဆီးပဲထားတော်မူ၏။ဒါဝိဒ်မျက်နှာကို ထောက်ပြီးတော့ယူဒလူကိုယူဒပြည်ကိုမဖျက်ဆီးဘူး။ဘုရားသခင်ကအတိမ်မြင်နဲ့အလုံးလုံးကဲစာချုပ်လို့ဒါဝိဒ်ရဲ့ဗရင်ကြီးပြုထားတဲ့အရာ အစင်တည်တယ်ပေါ့ဒါကြောင့်ဒီဒါဝိရှောလမုန်ကတောက်လျှောက်တခေယေရှုမျိုးဆက်အထီဟာယူဒာမျိုးယူကနေဆင့်တက်ပါတယ်ဆိုတော့အဲယူဒာဆိုတာဘာတူလဲယူဒာဆိုတာကအဲကျွန်တော်တို့တမန်ကျမ်းစာရှေဟောအခန်းကြီး၄မှာဆိုရင်ရှမာရိမိမကတခေယေရှုကိုဂျူးလို့ခေါ်တယ်အင်္ဂလိပ်လိုမှဂျူးလို့ခေါ်တယ် ဗမာလူကျမ်းစာမှာတော့ယူတာပေါ့နော်ဂျူးလူမျိုးကိုအာဗမာကျမ်းစာထဲမှာယူတာလို့ခေါ်တယ်ယူတာကယာကုတ်ရဲ့သရုတ်ထသားယူတာရဲ့မျိုးမျိုးအစဉ်ဆက်ကိုဂျူးလူမျိုးလို့ခေါ်ပါတယ်အာယာကုတ်သား၁၂ယောက်ရှိတယ်နံပါတ်၄ယောက်မြောက်သားအဲဒီယူဒဟာကြတော့ ပြာဒိတ်ခံရတယ်အာကပောင်းချံအခန်းကြီး49 okay 90မှာဘလို့ပြောသလဲဆိုတော့ယူဒာတီချင်သစ်ပြူဖြစ်ဤငါသာတင်ဒီဖမ်းယူကြိုက်စားရမှာတက်လာတတ်ဤဝုတ်လျက်နေသည်ချင်သစ်ကဲ့သို့၎င်းချင်သစ်မှာကဲ့သို့၎င်းဝုတ်တွားတတ်ဤအဘယ်သူနှိုးစော်ဝုတ်မီနီရှီလောမရောက်မီတိုင်အောင်ယာစလန်ဒန်သည် ယုဒထံမှ၎င်းမင်းအာနာသည်သူ၏အမျိုးနွယ်ထံမှ၎င်းမရွှေ့အားရှီလော၌လူမျိုးတို့သည်စီကတ်ကြလိမ့်မည်ဂျူးလူမျိုးယုဒလူမျိုးအတွက်ကဘာဦးကျမ်းမာတွေကဗျာဒိတ်ထားတော်မူချက်ကယာဇလန်တန်သည်ယုဒထံမှ၎င်းမင်းအာနာသည်သူ၏အမျိုးနွယ်ထံမှ၎င်းမရွှေ့အားဒါကြောင့် ဒါဝိရှောလမုန်ကနေသခင်ယေရှုမျိုးဆက်အထိတိုင်အောင်ယာအာယုဒမျိုးရေကနေစဉ်သက်လာခဲ့ရတယ်။ဆိုတော့ယုဒပေါ့ဂျူးဂျူးရဲ့အတိတ်ပဲကဘာလဲဆိုတော့ to praise ချီးမွမ်းတာ to thanksgiving ဂျေဆုဂျေဆုတော်ချီးမွမ်းတာဒီအတိတ်ပဲပေါ့နော်။ဆိုတော့ BC 922မြောက်ပိုင်းဣသရေလနိုင်ငံကြီးပျောက်သွားပြီးတော့ တောင်ပိုင်းယူဒာနိုင်ငံမှာကျန်အဲ့ဒီယူဒာနိုင်ငံမှာယူဒာရဲ့ဘင်ဂျမင်ရဲ့လေဝိရဲ့ပေါ့ဒါအားလုံးပေါင်းပြီးတော့ဂျူးလို့ခေါ်ကြတာပေါ့အာကျွန်တော်တို့အားလုံးသိမယ်အဲ BC 986မှာယူဒာပြည်ကိုဘာဘူးလုံးလာသိမ်းတယ် BC 939ပါရှားပြည်ရဲ့ Cyrus တက်လာတော့ပြန်ပြီးတော့ပြီးတော့ပြန်ခွင့်ရတယ်မိမ့်မန်တော်ပြန်ဆောက်တယ်ပေါ့ ူတို့နိုင်ငံကြီးကိုပြန်ပြီးပြုစုလာဒီနေ့အထိပေါ့ဒီနေ့အထိရှိတယ်အာဒါက AV 90မှာတစ်ခေါက်သူတို့နိုင်ငံပျောက်သွားတယ်အခုအာ1948ပြန်ပြီးတော့နိုင်ငံပြန်တည်ထောင်ခွင့်ရဒါကတော့ဂျူးရဲ့တမိုင်းပေါ့ဆိုတော့ဟုတ်ပြီတမာကျန်းစာဖတ်ရင်ဗျဟိုဟီဗျဲလူဣသရေလလူယူဒလူတွေ့ရတယ်ကျွန်တော်တို့ကကြတော့ဘယ်သူတွေလဲ သခင်ယေရှုကိုမွေးကလေးကနေကားတိုင်းတက်တဲ့အထိယူဒဘီဟင်လို့ခေါ်တယ်။ရှမသက်ခန်းကြီးနှစ်အငယ်နှစ်မှာအရှိပီကနေပြီးတော့ပညာရှိတွေကရောက်လာဖူးတွေ့ဖို့ရောက်လာတဲ့အခါသခင်ယေရှုကိုယခုဖွားမြင်သောယူဒရှင်ပြင်းစီဘယ်မှာရှိတော်မူသနည်းဒီလိုမေးပြီးလက်မင်းကအိမ်တော်ဦးမှာသခင်ယေရှုကိုခေါ်ပြီးတော့တင်ဒီယူဒရှင်ပြင်းမှန်သလား ဒီလိုပြောတယ်တခေရှုရဲ့ကားတိုင်းမှာကပီးကပီးလိပ်စာကျက်တက်တယ်ဤသူသည်ယူဒရှင်ဘရင်ဗီဒီဒီလိုတိတ်ပြောတက်တယ်ဟုတ်ပြီယူဒရဲ့ရှင်ဘရင်ကတခေယေရှုဆိုတော့ကျွန်တော်တို့ကောကျမ်းစာတစ်ချက်မှာ ရှင်ဟန်အာ sorry ရောမဩဝါဒစာခန်းကြီး1ငွေ28 29မှာဘယ်လိုရေးသလဲဆိုတော့အကြောင်းကူကအပြင်အဖြစ်သာယူဒလူဖြစ်သောသူသည် ယူဒလူမှန်မဟုတ်အပြင်အဖြစ်သာကိုယ်အသာအရေပြားလိချင်းသည်အရေပြားလိချင်းအမှန်မဟုတ် အတွင်းအဖြစ်ယူဒလူဖြစ်သောသူသည် ယူဒလူမှန်၏အရေပြားလိချင်းလဲကြမ်းဟောင်းတရားအဖြစ်မဟုတ်ပဲ ဝိညာဉ်တော်တရားအဖြစ်စိတ်နှလုံးနဲ့ဆက်ဆိုင်ထို့သို့အရေးပြားလေးချင်းကို ခံတော်သူသည် ခံတော်သူ၏အချီးမွမ်းသည် လူအလိုနှင့်မဆိုင်ဖရာသခင်လူတော်နှင့်ဆိုင်သည်ဒီလိုရေးပါတယ်အင်္ဂလိပ်လိုမှာ but a jew is one in what လို့ရေး jew ဆိုတာအတွင်းနှလုံးသားတွေကပြောင်းလဲတဲ့လူ and circumcision is a matter of the heart အတွင်းနှလုံးသားအရေးပြားလေးတဲ့လူကို jew ယူတာလူလို့ခေါ်တယ်။ဒီအရာကိုလူရဲ့အချီးမွမ်းမဟုတ်ဘူး။ဒါကဖျားသတ်မှတ်မှာဒီလိုပြောပါတယ်။ကြမ်းဟောင်းတရားအဖြစ်မဟုတ်ပဲဝိညာဉ်တော်တရားအဖြစ်စိတ်နှလုံးနဲ့ပဲဆိုင်တယ်။ဒီလိုပြောပါတယ်။ဆိုတော့ယူတာလူဆိုတာအပြင်းစံဆွေစင်မျိုးဆက်အသွေးအစားဓလိထုံးစံရခေါ်တဲ့ယူတာလူကိုခေါ်တာမဟုတ်ပဲနဲ့ အတွင်းနှလုံးသားထဲကနေအရေးပြားတိထားတဲ့လူဟာယူဒလူပဲလို့ဘုရားသခင်ကသတ်မှတ်ပါတယ်ဆိုတော့သခင်ယေရှုကဂျူးလူမျိုးတွေအထုအမြတ်ထားတဲ့အာဗြဟံမောရှေဒါဝိဒ်တို့ကိုဖန်ဆင်းခဲ့တယ်ဆိုတော့တစ်ဖက်ကပြန်စဉ်းစားရင်သခင်ယေရှုဟာဂျူးလူမျိုးကို ဖန်ဆင်းပြီးတော့ဂျူးလူမျိုးကိုပဲကဲတင်မဲ့ဘုရားလားပေါ့ဒီလိုမဟုတ်ပါဘူးကျွန်တော်အားလုံးကြည့်တယ်တိတိအခန်းကြီးနဲ့အငယ်လေးလူအပေါင်းတို့ဒီကဲတင်ခြင်းတို့ရောက်၍တမန်တရားကို သိစေခြင်းကဘုရားသခင်လိုလို့ရှိတယ်ဆုလူတာလူသားအားလုံးကိုဘုရားသခင်ဖန်ဆင်းတယ်လူသားအားလုံးကိုဘုရားသခင်ကဲတင်ခြင်းတယ်ဆိုတဲ့အကြောင်း လူသားအလုံးကိုတမန်တရားကိုသိစေခြင်းနဲ့တခင်ရှုကလူမျိုးဘာလူမျိုးခွဲခြားပြီးတော့ကျူးလူမျိုးတစ်မျိုးတည်းကိုကယ်တင်ခြင်းတော့မဟုတ်ဘူးလူသားအလုံးကိုကယ်တင်ဒါကြောင့်ဂလာတိအခန်းကြီး3အငယ်28 29မှာပြောရည်လဲဆိုယေရှုခရစ်နဲ့ယူတာလူမရှိဟေလသလူမရှိကျုံမရှိလူလူမရှိယောက်ျားမရှိ မိန်းမမရှိ ထိုသခင်၌တင်းတို့အပေါင်းသည်တလုံးတော်ရဖြစ်ကြ၏ခရစ်တော်မှာယူဒာနဲ့ကျွန်တော်တို့အတူတူပဲဟေလသလူနဲ့ကျွန်တော်တို့အတူတူပဲဂျွန်နေယောက်ျားတွေမိန်းမတွေအားလုံးကအတူတူပဲ the one သခင်ယေရှုမှာ the one ဆိုတာပဲတလုံးတော်ရပဲရှိတယ်ဆက်ရေးတာကခရစ်တော်နဲ့ဆက်ဆိုင်တဲ့အာဗြဟံဤအမျိုးအနွယ်ပင်ဖြစ်၍ ဂတိတော်အတိုင်းအမွေခံအရာ၌တည်ကြ၏ဆိုတဲ့အတွက်ယုံကြည်သူဟာဘယ်သူလဲယုံကြည်သူဆိုတာခရစ်တော်နဲ့ဆက်ဆိုင်သော လူမျိုးအာဗြဟံ၏အမျိုးအနွယ်ဂတိတော်တရားအမွေခံလူမျိုးများဖြစ်ကြပါတယ်ဆိုတော့အာဗြဟံရဲ့အမျိုးအနွယ်အလိုတော်လဲအာဗြဟံကဟေဗြဲလူမျိုးဟေဗြဲလူမျိုးဆိုတာမြစ်ကြီးတစ်ဖက်ကကူးလာတဲ့ဟိုဘက်ကကလူပေါ့ ီလိုပြောတာကျွန်တော်တို့တွေကဘိုးဘွားတွေကဘိုးရခင်ကနတ်စားရညပါတယ်1873မှာဆရာယူဒတန်လာပြီးသာသနာပြုတော့မှကျွန်တော်တို့ဘိုးဘွားတွေကခရစ်တော်ကိုကိုးကွယ်ဝင်ရတာပါဆုလိုတာယုတ်တုစင်တုကနေပြီးတော့စင်ပန်နဲ့ဘုရားကိုကိုးကွယ်လာတဲ့လူကိုဟေရဲလူလို့ခေါ်တယ် ဆိုတော့ကျွန်တော်တို့ကဟေဘရဲလူပဲဒါကြောင့်အာဗြဟံဤမျိုးဆက်ဖြစ်တယ်လို့ဆိုလိုပါတယ်ဆိုတော့ဒီဂလာတိအခန်းကြီး1အသုံးအငယ်28 29မှာဖော်ပြထားတာ29မှာဖော်ပြထားတာခရစ်တော်နဲ့ဆက်ဆိုင်သော လူမျိုးဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်အတွက်အသက်ရှင်ဖို့လိုတယ်အာဗြဟံဤမျိုးနွယ်ဖြစ်သောကြောင့်အာဗြဟံကဲ့သို့သောယုံကြည်ခြင်းတစ္ဆာ တည်ဖို့လိုလေဂတိတော်အမွေကံဖြစ်တဲ့အတွက်ကြောင့်အမွေကံနဲ့ထိုက်တန်စွာအသက်ရှင်ဖို့လိုပါတယ်ဆိုတော့အကျွန်တော်ကပေါ့ငင်ငင်ကတည်းကကျန်စာဖတ်ရင်ကိုလူမျိုးမပါဘူးဆိုပြီးတော့တိတ်ပြီးတော့တိမ်ခဲ့တယ်ဟောဒီအကြောင်းတမန်ကျန်စာကဖွင့်ပြတဲ့အရာကိုကြည်ပြီးတော့ ဂျူးနဲ့ကျွန်တော်တို့အတူတူပဲဟိုဂရိနဲ့ကျွန်တော်တို့အတူတူပဲဟိုဂျုံနဲ့ကျွန်တော်တို့ဟာအတူတူပဲခရစ်တော်မှာဇီဝနဲ့ရှိတယ်ခွဲခြားမှုရှိဘူးအတူတူပဲဆိုတော့ပေါ်ပြတယ်ဆိုတော့ကြောင့်ဟေဗြဲလူဆိုတာလဲညီကြီးတစ်ဖက်ကလာတဲ့လူတွေဣသရေလဆိုတာဖျားနဲ့နဗန်းလုံးနေရတဲ့လူတွေကျွန်တော်တို့ဣသရေလပဲသူဆိုအဲ့ဒီဣသရေလထဲမှာမှာ ဖောက်ပြန်ပြီးတော့ဖះကိုပြစ်ပဲပြီးတော့အခြားတစ်ပါးသောဖះကိုကုကွယ်ပျက်စီးသွားတယ်ပေါ့ကျွန်တော်တို့ဟာယူတာလူပဲနှလုံးသားအရေးပြားလိထားတဲ့လူဟာယူတာလူပဲဆိုတာလေးကိုအာဖောက်ပြလို့လားပါနောက်ဆုံးအနေနဲ့ကျွန်တော်ကျမ်းပိုက်လေးတစ်ပိုက်ဖတ်လို့ပါတယ်။ကိုရင်သူဩဝါဒစာဒုတိယဆုံးအခန်းကြီး1အငယ်14မှာ ဘယ်လိုဖော်ပြသလဲဆိုတော့ငါတို့ဒီခရစ်တော်နဲ့အတူ အောင်ပွဲကို အစဉ်ခံစီခြင်းငှာ၎င်းထိုသခင်ကိုတည်ခြင်းဤအမွေးအကြိုင်သည်ငါတို့အဖြစ်အရရတို့၌နှံ့ပြစီခြင်းငှာ၎င်းပြုတော်မူသောဖခင်သခင်ဤကြီးစုတော်ကို ရှိမွန်းခြင်းရှိစေတည်းဂျူးယူဒာဆိုတဲ့အတိတ်ပြ to praise to thanksgiving ဆိုတဲ့အတိတ်ပြပါ ရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတဲ့အတိတ်ပဲပါဆိုတော့ကျွန်တော်တို့လည်းဘုရားရဲ့ကျေးဇူးတော်ကိုအစင်းမြဲရည်တွက်ချီးမွမ်းရင်းနဲ့ဘုံတော်ထင်ရှားသောတရားသည်တည်ဖြစ်ကြပါစေလို့အနည်းငယ်လေးဝင်စားရင်းနဲ့ဒီကုန်းချုပ်လို့ပါလေကြားရသူရောက်စီတိုင်းထံတော်ဘာမှကျေးဇူးနဲ့ဂရုနာစုံလင်ကြပါစေအာမင်